အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဖြေတော့မယ်မြတ်စွာဘုရားဗာလဲဆိုတော့ဝိဇာဥပ္ပတ္တတံသစ္ထာအဝိဇာနိပတ္တတံဝရံဘံဂောဘဝဇမာနာနံဘုဒ္ဓောဘဝတိတံဝရောတိဒါမြတ်စွာဘုရားဖြေလိုက်တဲ့အဖြေနော်ပါဠိတော်မှတ်ထားမြန်မာလိုဘာသာပြန်မယ် ဝိဇာဥပဒတံသစ္ထာဥပဒတံအထက်ကိုတက်တတ်သောအရာတို့၌ဝိဇာဝိဇာသည်သစ္ထောအမြတ်ဆုံးဟောအထက်ကိုတက်တဲ့ထဲမှာပါလေဒါပေမဲ့ဝိဇာဆိုတာပါလေနံပါတ်1 အဝိဇ္ဇာနိပတတံဝရာနိပတတံအောက်သို့ကြာတတ်သောအရာတို့၌အဝိဇ္ဇာအဝိဇ္ဇာသည်ဝရာအမြတ်ဆုံးပဲအမြတ်ဆုံးဆိုတာအစွမ်းအထက်ဆုံးကိုပြောတာအဲ့တော့အထက်တက်တက်တဲ့ထဲမှာဝိဇ္ဇာကအမြတ်ဆုံးဝိဇ္ဇာဆိုတာဟိုဘိုးဘိုးအောင်ဘိုးမင်းကောင်တို့နော်ဟို ပါတယ်ရက်ကန်းစင်တောင်တို့ဘာညာကိုိကွအစ္စဂောနာတို့ရှောက်ပြောနေတဲ့ဟိုအကောင်းနေမစားရဝါကပန်းစိတ်ကူးရင်ရေသာခိုးအချောင်းလိုက်သမားတွေကြိုက်တဲ့ဝိဇ္ဇာတွေဆိုတဲ့ဟာကိုပြောတာလားဟုတ်ဘူးအဲ့ဒါဝိဇ္ဇာမဟုတ်ဘူးနော်အဲ့တော့ဝိဇ္ဇာဆိုတာကဲဝိဇ္ဇာဆိုတာဘာလဲအမှန်ကိုမသိဘူးအဲ့ဒါဝိဇ္ဇာဆိုတာ မှန်ကိုသိတာဒါယိုးယိုးလေး very simple ယိုးယိုးလေးပြောရင်အမှန်မသိတာဝိဇ္ဇာအမှန်သိတာအဲ့တော့တတဝါဒီတဖြည်းဖြည်းယုံညံ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 ပြီးတော့အောက်တန်းကျသွားတာဘာကြောင့်အဝိဇ္ဇာအဝိဇ္ဇာဒုစကားမဟုတ်ဘူးမြန်မာလိုပြောအမှန်တရားကိုမသိဘူးโอเค ဒါဖြင့်တတ္တဝါတွေတဆင့်နဲ့တဆင့်မြင့်တဲ့မြင့်တင့်တဲ့တင့်ခြင်းရင်ဒါဖြင့်အထက်တက်ခြင်းရင်ဘာလိုအပ်ဝိဇာလိုတယ်အမှန်သိဖို့လိုတယ်အောက်ကျသွားတာဘာလို့ကြောင်းတော့ဟောစောစောကနင်တို့ဘာလို့သာရုခေါ်တယ်လဲလို့မေးတာအဲ့ဒါပဲတိပြီးခေါ်လိုက်တာလားမတိပဲခေါ်လိုက်တာဘယ်သွားခြင်းလို့ ဩအရာရာတိုင်းမှာမသိလိုက်မသိပါတာသာနေကြရင်ရှင်းလားသဘောပေါက်သလားဒီနေ့တော်လန်ရေးသမားတွေ ထောင်ကြခံအနှိမ့်ဆက်ခံအညိုဆူခံအဆောင်မြောင်းခံနော်လှုပ်လှုပ်ရှိ သူတို့ကြီးအဖမ်းခံပြီးဘာလို့ဇွတ်တော်လန်နေကြတာလဲပြောအေးသူတို့ကအမှန်သိတော့လောကကြီးပျက်စီးနေတာ ဆုံးရှုံးနေတာနစ်နာနေတာသိလို့လောကကိုမြင့်တင်ခြင်းလို့သူတို့ဘဝတွေစရေပြီးတော့ကဲနေတာဟာ သဘောပါလားမှန်ပါပါအေးအဲ့တော့အာလုံးမင်းတို့ကမသိလိုက်မသိပါတာနေရင် ကောင်းလာစရာအကြောင်းရှိပါဘူးနေလျာပဲကလေးတွေဦးစင်းမေးတယ်အခုမင်းတို့နေနေရတဲ့လောကပတ်ဝန်းကျင်ကြီးခုမြန်မာနိုင်ငံကြီးဟာတိုးတက်နေတဲ့အထဲမှာပါလားဆုပ်ယုပ်နေတဲ့အထဲမှာပါကောင်းနေလားပျက်စီးနေလားပျက်စီးနေပါဘူး။ဟောဖြည့်ရလိုက်တာ။ညီတို့အကုန်လုံးတော့ဟိုကဖမ်းတော့မှာပဲ။နော် အသိရေဖြတ်မှုဆိုလား66ခါကြီးဆိုလားဘာဆိုတကယ်ပဲခုနင်တို့အဲ့လိုဖြေနိုင်တာကိုငါသာရုခေါ်တယ်ဒါပေမဲ့နင်တို့အဲ့ဒါကိုအရသာခံပြီးဖြေနေတာလားမှန်ပါဘူးဗျာမြန်မာနိုင်ငံကြီးပျက်စီးနေပါပြီလို့အရသာခံနေတာလားမှန်ပါဘူးဗျာမြန်မာနိုင်ငံကြီးအောက်တန်းကျနေပါပြီလို့မင်းတို့ကဂုံယူနေရတာလားမှန်ပါဘူးဗျာ ဒါဖြင့်အောက်တန်းကြနေတယ်လို့သိရင်ဘာလုပ်ရမလဲမသိပါဘူးအေးအောက်ကြနေရင်မြင့်တင်နိုင်အောင်ကြိုးစားမှန်းနေရင်မှန်းအောင်ပြင်ရမယ်ရှင်းလားမသိပါဘူးအဲ့အတွက်ဘာလို့ရတယ်အမှန်သိဖို့လိုတယ်ဘာလို့လဲဒီအလုပ်ကိုဘာလို့လုပ်တာလဲဒီစကားကိုဘာလို့ပြောတာလဲဒီအကြံကိုဘာလို့ကြံတာလဲအမှန်ကိုသိရအောင်အဲ့တော့ဝိဇ္ဇာဆိုတာ မှတ်တာအသိပညာအလိမ္မာလို့မှတ်တာဗါတဲ့ဝိဇ္ဇာဆိုတာအသိပညာအလိမ္မာအသိဆိုတာကအသိပညာပညာဆိုတာကအတတ်ပညာအသိပညာအတတ်ပညာနောက်တစ်ခုကပါလေအလိမ္မာ အလိမ္မာဆိုတာလိမ္မာပန်းနှက်ခြင်းလိမ္မာပန်းနှက်ခြင်းရဲ့အင်္ဂါရမှာသတိရှိခြင်းဝရိယရှိခြင်းဂုဏ်တွေပါတယ်သူအကျေချင်းအများကြီးချက်အဝိဇ္ဇာကိုတမျိုးလဲပြောတယ်အဝိဇ္ဇာဆိုတာမေလျော့ခြင်းပေါ်ဆခြင်းပြန်ပြောဝိဇ္ဇာဆိုတာကမမေ့မလျော့မပေါ်မဆပြန်ပြော အဲ့ဒါကိုပဲပြည့်ပြည့်စုံစုံတော်ောင်းတို့နားလည်အောင်ပြောရင်အသီးပညာအလိမ္မာပြန်ပြောမေ့တယ်ဆိုတာသတိမရှိတာနော်ယော့တယ်ဆိုတာကလုံလဝရိယမရှိတာပေါ်ဆနေတယ်ဆိုတာပညာမရှိတာသတိမရှိဝရိယမရှိပညာမရှိပညာမရှိလို့ပေါ်ပေါ်ဆဆနေရတာအခုတလုံးလေးပဲမင်းတို့နားလည်အောင်ပြောလိုက်မယ် ေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဌာနမှာကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးမပြတ်တပည့်သားသာဝကတွေကိုဆုံးမလေးရှိတဲ့ဇကားရှိတယ်အသေးမဥခင်အဲအဲ့ဒါဘာပြောတာလဲအဲ့ဒါဘာပြောတာလဲကျေးဇူးတင်တယ်နော်အဲ့လိုပြောစရာတွေမကုံအောင်ငါ့ကိုလုတ်ပေးနော် ေမဥခင်ဆိုတာနင်တို့ငါတို့အားလုံးဟာမသေမဲ့လူတွေလားသေမဲ့လူတွေလားသေပြီပြတ်ကြရောလားသေပြီတဲ့နောက်တန်တရားဆိုတာရှိမရှိအဲ့တော့ကိုကိုကိုစဉ်းစားစမ်းတန်တရားမှာဆုတ်ယုတ်ခြင်းသလားတိုးတက်ခြင်းသလားကြာရှုံးသူဖြစ်ခြင်းလားအောင်မြင်သူဖြစ်ခြင်းလားတစ်စင်းနဲ့တစ်စင်းယုံညံ့သွားသူဖြစ်ခြင်းလားမြင့်မြတ်လာသူဖြစ်ခြင်းလား အဲ့တော့မြင့်မြတ်သူဖြစ်ဖို့အောင်မြင်သူဖြစ်ဖို့အထက်တန်းတက်လန်းနိုင်ဖို့ဘာလိုအပ်တယ်အသိဉာဏ်ဝိဇာလိုအပ်တယ်အဲ့တော့နင်တို့မသေးဘူးလားသေမှာလားသေပါပါဘယ်တော့သေမှာမသိတော့အေးစင်းနေပေါ့ဟမ်အေဇေဝကိစ္စမာတ္တဗံကောဇင်ညာမရဏံသူဝေ နေသိမလားဘယ်သူသိတော့မသိတော့အေးစစ်စစ်နေရမှာလားအရေးတကြီးလောက်ရမှာလားအရေးတကြီးပါလောက်ရမှာအဲ့ဒီအတိညာဝိဇ္ဇာရှိဖို့အထက်တက်တဲ့အဲမှာဝိဇ္ဇာဝိဇ္ဇာအတိညာမရှိဘဲနဲ့နင်တို့ အချက်ကိုတက်ဖို့အဲ့ဒီအချက်ကိုမတက်လန်းနိုင်ပဲမဲ့ညာဖူညာနေရဖို့နိဗ္ဗာန်နေရဖို့ဖြစ်နိုင်သလားယုံညာတဲ့လူနိဗ္ဗာန်ရောက်မလားအောက်တန်းစားတွေနိဗ္ဗာန်ရောက်မလားသတိမရှိဝိရိယမရှိပညာမရှိတဲ့လူတွေနိဗ္ဗာန်ရောက်မလားဒါဖြင့်အဲ့ဒီနိဗ္ဗာန်ဆိုတာအေးစေးလို့ယူရမလားအေးတကြီးလို့ယူရမလားအေးတကြီးလို့ယူရမလားဒါဖြင့်နေနေတို့မေးပါဦးမယ်အခုငွေရဖို့နဲ့နိဗ္ဗာန်ရဖို့ဘယ်အရေးကြီးရော ရှဲပေါက်ဖို့နဲ့နိဗ္ဗာန်ရဖို့ဟမ်သဘောပါလားအဲ့ဒါနင်တို့မေမေယောယောပေါ်ပေါ်ဆာဆာပေါ်ဆာနေတာဘယ်ဟာအရေးကြီးတဲ့လုပ်ငန်းလို့မင်းတို့ထွန်းထွန်းပေါက်ပေါက်သိမြင်ခြင်းမရှိဘူးဒါဖြင့်နင်တို့ဘာနဲ့နေနေလဲအဝိဇ္ဇာနဲ့နေနေတာသိကြတယ် ရှင်းသလားအဲ့တော့အသိပညာအလိမ္မာဆိုတာအသိရှိဖို့လဲလိုတယ်နော်ပညာရှိဖို့လဲလိုတယ်အဲ့တော့ကိုယ်အသိဒီဟာလေးကိုကအော်ငါဒီလူဘဝကြီးလူဘဝရလာတဲ့အခိုက်မှာဒီသာသနာနဲ့ကြုံတော့ငါဘဝကို တိုးတက်တက်တိုးတက်အောင်မြင့်မြတ်တဲ့မြင့်မြတ်အောင်တည်ဆောက်မယ်အယယူမယ်ဆိုတဲ့စိတ်ကလေးတွေ mui bu lu am lu am